ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းကြီးကတော့ Israel attack Iran ဖြစ်ပါတယ်။မြရတကောင်အချိန်ကြီးတခုမှာ Israel နိုင်ငံကသူ့ရဲ့တိုက်လေအဆင့်100ကိုပြန်တန်းစေခဲ့ပါတယ်။ဒီလေရင်က Iran နိုင်ငံကိုပြန်တန်းခဲ့ပြီးတော့နေရာပေါင်းများစွာကိုတစ်ချိန်ထဲမှာတိုက်ခဲ့ခဲ့ပါတယ်။ <laughs> well, we are getting breaking news out of Iran at the moment. Explosions have been heard in the capital, Tehran. Overseas now, attacks by Israel on Iran are expanding. ဒါပေမဲ့ဒီတိုက်ခတ်မှုရဲ့အပြင်းထန်ဆုံးအဆင့်က1000ကီလိုမီတာ200ကျော်အကွာမှာဖြစ်ပွားခဲ့တာပါ။တကယ်လို့ဒါဒီနေရာကိုတိုက်ခတ်မှုကလွဲမှားသွားခဲ့တယ်။နောက်ဆက်တွဲပြဿနာတွေအရေးယူခံရမှာတွေကအသေးချာပါပဲ။ <laughs> ီနေရာမှာအီရန်ကနျူကလ িয়ার ဆိုင်ရင်ထုတ်လုပ်မှုသို့မဟုတ်နျူကလ িয়ার ဘုံးတွေထုတ်လုပ်မှုယူရေနီယံအရစ်မန့်ပြုလုပ်တဲ့နေရာဖြစ်ပါတယ် We struck at the heart of Iran's nuclear enrichment program. We struck at the heart of Iran's nuclear weaponization program. Israel တက္ကသိုလ်တွေကဒါတွေမဟုတ်သေးပါဘူး။သူရဲ့စစ်စင်ရေးထဲမှာအစင်းမြင့်နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့ဒီရဲအကြီးဆုံးစစ်ကောင်းဆောင်ချုပ်ကိုပြစ်မှတ်ထားလုပ်ချင်မှုတွေလည်းပါဝင်ခဲ့ပါသေးတယ်။နိုင်ဝမ်းတွင်းမှာပဲအီရန်ကပြန်လည်တိုက်ခတ်မှုကိုစတင်ခဲ့ပြီးတော့ အစ္စရေးကပဲပြန်လဲတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကအရင်ကမကြော်ခဲ့ဘူးတဲ့စီမံကိုအခုမှဘာကြောင့်ကြော်ခဲ့ရတာလဲ။ဒါကိုအရင်နားလည်ကြည့်အောင်။ Asian lateral attack ဒါကရုတ်တရက်တိုက်ခိုက်မှုမျိုးမဟုတ်ပါဘူး။ဒီတိုက်ခိုက်မှုအကြောင်းကဘာကြီးကိုကြိုပြီးတော့မှသတိပေးထားခဲ့ပူပါတယ်။ Favor တော့ကအစ္စရေးကတိုက်ခိုက်မှုကိုစစ်စစ်နေကြအောင်ခံမှန်းချက်ထောက်လိုင်းအစင်ကန်စာယူတွေကပထမဆုံးတစ်ခုကထွက်ပေါ်ခဲ့ပါတယ်။အဲဒီနောက်မေလမှာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကပဲ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုပြင်းထန်အဖြစ်ထောက်ပြနေတဲ့ထောက်လိုင်းအချက်လက်တွေထွက်ပေါ်လာခဲ့ပါတယ်။လက်ရှိမှာထရမ့်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုညှိနှိုင်းဖို့ကြိုးစားနေသေးပါ။ I have to be able to well, they won't be enriching if uh, they enrich then we're going to have to do it the other way and I don't really want to do it the other way but we're going to have no choice. ထရမ့်ကသူ့ရဲ့တခြားနည်းဆိုတာဘလို့နီလန်းလဲဆိုတာကိုမပြောခဲ့ပါဘူး။ဒါပေမဲ့အစ္စရေးကတော့သူ့ရဲ့နီလန်းကိုရှာတွေ့ခဲ့တယ်လို့သူ့သဘောနဲ့သူ့ဘာသာကိုလည်းဆောင်ရွက်ခဲ့ပါတယ်။မနေ့အစောပိုင်းသူ့ရဲ့တက်ခတ်မှုကိုပြုလုပ်ခဲ့ခြင်းမှာအစ္စရေးက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ PR campaign ဆိုတာကိုလည်းကြီးညာခဲ့ပါတယ်။ဒီကြီးညာချက်ထဲမှာပြန်တန်းတော့မဲ့တိုက်လေရင်တွေတက်ပေါ်နေပါဝင်ခဲ့ပါတယ်။ဒီလေရင်တွေကအမေရိကန်ထုတ်လေရင်တွေဖြစ်ပြီးတော့မှလက်နက်ပြည်စုံတွေတက်ဆင်ထားပါတယ်။ဒါကြောင့်လည်းအမေရိကန်ကသူတို့နဲ့ဘာမှမဆိုင်ဘူးဆိုတာကိုအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးရုံးကနေတူဆင်ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာဒီတက်ကမှုကအစ္စရေးရဲ့တူဦးတည်သောဆုံးဖြတ်ချက်ဖြစ်ပြီးတော့အမေရိကန်ကဘလို့နီးနေမှာပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ပါဝင်ပါတယ်။ ။ဒါပေမဲ့ဒီလိုတွေဖြစ်လာတော့မယ်ဆိုတာကိုအမေရိကန်ကသိနေကြရပါ။တေချာဘောက်ကိုသိနေပါတယ်။ဘာကြောင့်လဲဆိုတော့တိုက်ခိုက်မှုမတိုင်ခင်နှစ်ရက်လောက်လုံးမှာအမေရိကန်သူ့ရဲ့နိုင်ငံသားတွေကိုအီရန်နိုင်ငံတွေကနေပြန်ခေါ်ခဲ့ပါတယ်။အရေးမကြီးတဲ့ဝန်ထမ်းတွေကိုနိုင်ငံတွေကနေချက်ချင်းပြန်ခေါ်ထုတ်ခဲ့ပြီးတော့မှသူတို့ရဲ့လေလက်မှတ်ကိုအစိုးရကရှင်းပြခဲ့တဲ့အထိပါ။ Well they are being moved out because it could be a dangerous place and uh, we'll see what happens but they are been we've given notice to move out and we'll see what happens. ဒီနောက်တည့်ရကြပြီးတော့ ဣဇရေးတိုက်ခိုက်မှုမစခင်တည်းရဲ့အလို့မှာကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်အဖွဲ့ကနေတရေတခုထွက်ပေါ်လာခဲ့ပါတယ်။ဒီရက်ထဲမှာယူရန်ကနျူကလ িয়ার သဘောတူညီချက်ကိုချိုးဖောက်ပါတယ်ဆိုပြီးတော့ဆွဆွဲထားခဲ့တယ်လို့စစ်စင်ရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆိုခဲ့ပြီးအီရန်လက်ထက်ကင်ဆောင်ထားတဲ့ယူရေနီယံပမာဏကသဘောတူတာထက်ပိုများနေတယ်လို့ထောက်ပြခဲ့ပါတယ်။အီရန်နိုင်ငံရဲ့နျူကလ িয়ার လက်နက်ရရှိဖို့ကြိုးပမ်းမှုကသူတို့အတွက်အန္တရာယ်ဖြစ်စေတယ်လို့ပြောကြားနေကြတာကြားပါပြီ။ဒီတော့တိုက်ခိုက်မှုမဖြစ်ခင်နိုင်ရင်လည်းအလို့ကိုသွားကြည့်အောင် ဒေါ်နယ်ထရမ့်ကအစ္စရေးတိုက်ခိုက်မှုစတင်တော့မယ်လို့အချက်ပေးနေတာကိုမြင်တွေ့ခဲ့ရပါတယ် Well, I don't want to say imminent, but it looks like it's something that could very well happen. A three-pronged strike. ကျွန်တော်တို့ကအစ္စရေးအတိုက်ခိုက်မှုကိုထင်ရှားတဲ့အပိုင်းသုံးပိုင်းခွဲခြားနိုင်ပါတယ်။ပထမကတော့အီရန်ရဲ့စစ်အင်အားပေါ်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။အီရန်ရဲ့တိုက်စစ်အင်အားခန်းစစ်အင်အားနဲ့တိုက်ခိုက်မှုတွေပေါ်ခံစားနိုင်စွမ်းကိုပါအစ္စရေးကဖြိုချခဲ့တာပါ။အစ္စရေးကအဓိက အီရန်နိုင်ငံစစ်တပ်ရဲ့အမြင့်ဆုံးစစ်ကောင်းဆောင်တွေကိုလည်းပြစ်မှတ်ထားခဲ့ပါတယ်။ဓာရီထဲမှာမှအထိကမ်းမကန်ဆုံးသောပြစ်မှတ်တွေဖြစ်တဲ့အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေပါ။ဓာရီကိုအစ္စရေးကအီရန်နျူကလ িয়ার စီမံခန့်ရဲ့နှလုံးသားလို့ခေါ်ပါတယ်။အီရန်ရဲ့စင်ရကိုရှော့ချဖို့အတွက်အမြင့်ဆုံးအသင်းတွေဖြစ်တဲ့အစင်းကနေစပါမယ်။အစ္စရေးရဲ့လေဒါကသူတို့ပထမဦးဆုံးတိုက်ခိုက်လို့အပြီးမှာသူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာဒီပုံတွေကိုတင်ခဲ့ပါတယ်။သူတို့နိုင်ငံရဲ့အနောက်ဘက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက်ထားရှိထားကြောင်းကိုပြသထားတာပါ။ ဒါတွေအားလုံးကဝင်ပြစ်လောင်းချတွေဖြစ်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်အတည်ပြုနိုင်ခြင်းမရှိပါနဲ့လေ IIAF က radar scan တွေပါအပါဝင်ဒါစင်တဲ့ချပျက်စီးခဲ့တယ်လို့အခိုင်အမာပြောထားပါတယ်ဒီလိုအောင်မြင်နိုင်ဖို့အတွက်ရေးဆွေးကတိုက်လေ200ကျော်ကိုအသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်ဒါသူတို့ leader ရဲ့အများစုဖြစ်ပါတယ် F15 F16 နဲ့ F35 တို့ကိုပြသတဲ့ video ကိုလည်းမြန်မြန်ဆန်ဆန် online တင်နေပါတယ်ဒါတွေကအတန်ထက်မြန်တဲ့လူဝဲတိုက်လေနေဖြစ်ပါတယ်ဒါတွေကိုစက်မှုလုပ်ငန်းတွေက force multiplier လို့ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တိုက်ခိုက်နေတဲ့ဆွဲရည်တွေနေမကထားလိုက်ဆွဲရည်တွေ electronic ဆက်ပွဲတွေကိုပါဆင်နွှဲနေတာကြောင့်ဖြစ်ပါတယ်။ Israel ရဲ့တိုက်ခိုက်မှုအားလုံးကခြေကအုံမြစ်တွေကိုပဲဖျက်ဆီးဖို့ရည်ရထားတာမဟုတ်ပါဘူး။သူတို့ရဲ့စစ်စေးရေးထဲမှာအထူးသဖြင့်လူတွေကိုလည်းပြစ်မှတ်ထားခဲ့ပါတယ်။ Islamic တော်လည်းတပ်ဖွဲ့ခေါင်းဆောင် Hussein Salami ကစစ်တပ်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ဒါကအီရန်စစ်တပ်ရဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်ဆိုပြီးမှစစ်သားဆိုတာထက်ပိုပါတယ်။ ဒီမှာကနိုင်ငံရေးခံယူချက်တွေလည်းရှိတယ်လို့နိုင်ငံရေးလွှမ်းမိုးမှုတွေလည်းရှိပါတယ်။ဒါအပြင်အီရန်ရဲ့ဒုံးကျည်စီမံကိန်းတွေကိုလည်းထိချုပ်ထားပါတယ်။ပြီးတော့ဂူလာမလီရရှစ်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဒုတိယဆေးဝါးစီချုပ်ပြီးတော့အီရန်စစ်ဌာနချုပ်ရဲ့ခေါင်းဆောင်ပူပေါင်းဆွေးနွေးတွေကိုတာဝန်ယူထားတယ်လို့မိုဟာမက်ဘာရီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဆေးဝါးစီချုပ်နိုင်ငံရဲ့အမြင့်ဆုံးစစ်အရာရှိအီရန်ရဲ့စစ်တပ်နဲ့ဌာနခွဲအားလုံးကိုကြီးကြပ်ရတယ်လို့ဣသရေလဆိုရာဒီလူသုံးစလုံးတိတ်ဆုံးခဲ့ပြီပဲဖြစ်ပါလေ။ဒါပေမဲ့ဒါကကျွန်တော်တို့ကိုယ်တိုင်အတည်ပြုနိုင်ခြင်းမရှိတဲ့အဆိုတစ်ခုဖြစ်နေတယ်လို့ ီရန်နိုင်ငံပိုင်မီဒီယာတွေကိုကူကပြီးတော့လေစံချိန်ဘက်သတင်းတွေကထွက်လာပါသေးတယ်။ဒါပေမဲ့အခုပြောခဲ့တာကအစ္စရေးလီတပ်ကအွန်လိုင်းတင်ခဲ့တဲ့အဆိုဖြစ်ပါတယ်။ဒီလိုသုံးရဓာတ်ပုံတွေနဲ့သူတို့ရဲ့ခေါင်းပေါ်မှာ eliminated ဆိုတဲ့ Hebrew စလုံးကိုရေးသားထားတာပါ။အစ္စရေးရဲ့တတိယမြောက်တိုက်ခိုက်မှုကတော့အခုချိန်ထိဘုံတွေတုံးကြီးတွေနဲ့ခံစစ်ထားခဲ့ပါသေးတယ်။ဒါတွေကအီရန်ရဲ့နျူကလ িয়ার စီစဉ်တွေဖြစ်ပါတယ်။အဓိကပြစ်မှတ်ကတော့ထရန်ရဲ့တောင်ဘက်နေတန်မြူရဲ့နျူကလ িয়ার ဆိုင်ုံဖြစ်ပါတယ်။ ဒီဆက်ရုံကအီရန်ကနျူကလ িয়ার ဘုံကိုပြုတ်လုပ်ဖို့လိုအပ်တဲ့အဓိကပောက်ကွဲစီတဲ့ပစ္စည်းတွေဖြစ်တဲ့ယူရေနီယံအန်ရစ်မန့်ကိုအဓိကထုတ်လုပ်တဲ့ဆက်ရုံဖြစ်ပါလေ။ဒါကအစ္စရေးနဲ့အနောက်ကမ္ဘာနိုင်ငံများစုကအီရန်ကလှုပ်ဆောင်နေပါတယ်လို့အချင်းကြားကြီးပြောဆိုနေကြတာပါ။ This is an intolerable threat. It too must be stopped. ဒါပေမဲ့အီရန်ကဒီအချက်ကိုအချင်းကြားကြီးညှင်းဆုံနေတယ်လို့သူတို့ရဲ့နျူကလ িয়ার ဖွံ့ဖြိုးရေးကစွန့်ရင်တဲ့သုတေသနလိုအရာတွေအတွက်သာဖြစ်တယ်လို့အခိုင်အမာပြောဆိုနေကြတယ်လို့လည်းမှတ်သားသင့်ပါတယ်။ တချိန်ထဲမှာပဲကုလသမဂ္ဂကလည်းနေတန်စ်ကိုတိုက်ခတ်ခံရကြအောင်အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့မရှင်းတာကအစ္စရေးကစစ်ရုံကိုဘယ်လောက်ထိခက်ခက်ခဲခဲတိုက်ခတ်ခဲ့ရတယ်။စစ်ရုံရဲ့လုံဆောင်ချက်ကိုဘယ်လောက်ထိထိခိုက်စေနိုင်တယ်လဲဆိုတာကိုပြောဆိုထားတာပါ။ဒီကြားတဲ့နေတန်စ်ကလည်းတော်တော်လေးကိုခက်ခဲမမကာကွယ်ထားတာပါ။သူရဲ့အထူးအခြေခံစောင့်လေးကိုမြေအောင်ထဲမှာလည်းရှိုင်းစွာနဲ့တိဆောက်ထားတာပါ။ဒါပေမဲ့အစ္စရေးတို့ကနေတန်စစ်ရုံကိုတိုက်ခတ်ခဲ့တာတွေအပြင်နျူကလ িয়ার သိမ်းပညာရှင်6ဦးကိုလည်းတပ်ပြတ်ခဲ့တယ်လို့ပြောဆိုထားခဲ့ပါတယ်။ ဒါကြောင့်ဒီရအားလုံးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တစ်ခုလုံးကိုဘယ်လောက်ဒီနောက်ပြန်ဆုတ်သွားစေလဲဆိုတာမသိရပါဘူး။အထူးသဖြင့်နေတန်ကအီရန်ရဲ့တစ်ခုတည်းသော average man ဆိုင်ုံမဟုတ်တော့ဘူးထည့်သွင်းစဉ်းစားရပါမယ်။ A shadow war in broad daylight. Israel operation rising London စတင်ခဲ့ပြီးနောက်ပိုင်းမှာနောက်ထပ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။အီရန်ကလည်းပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။တခြားသောအီရန်နိုင်ငံတွေအပေါ်မှာလည်း Israel ရဲ့လက်တော်တိုက်ခိုက်မှုတွေအကြောင်းရှင်းနေပါသေးတယ်။ ဒါကဒီနိုင်ငံနဲ့နိုင်ငံအကြားဆယ်စုနှစ်များစွာရှိခဲ့တဲ့ရပ်ဝေခံစစ်ပွဲတစ်ခုမှာတိတိတသားမြင့်တက်လာခြင်းပဲဖြစ်ပါတယ်။လက်ရှိမှာအစ္စရေးကအီရန်နဲ့တိုက်ရိုက်ဆက်ဖြစ်နေတဲ့အခြေအနေမှာမဟုတ်ဘဲနဲ့လက်ဘနော်မှာရှိတဲ့ဟစ်ဘူလာ၊ဂါဇာမှာရှိတဲ့ဟာမတ်စ်နဲ့ယေမန်မှာရှိတဲ့ဟူသီးစ်လိုအီရန်ရဲ့မဟာမိတ်တွေနဲ့အဆက်မပြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကလည်းပြဿနာအသစ်တည်းနဲ့ရင်ဆိုင်နေရပါတယ်။ဒီတိုက်ခိုက်မှုမဖြစ်မီကတည်းကအီရန်ကအမေရိကန်ကိုအစ္စရေးရဲ့ဘလို့တိုက်ခိုက်မှုမှမဆိုဘူးပူးပေါင်းပါဝင်ခဲ့ရင်မလွယ်ဘူးလို့ချင်းချောက်ခဲ့ရပါဘူး။ ဒီတော့ကျွန်တော်တို့ကလက်ရှိရဲ့အခြေအနေကိုဘယ်လိုအခဲပြတ်မလဲ။အီရန်ကအားနည်းသွားပြီလား။သူ့ရဲ့စစ်တပ်ကပျက်စီးသွားပြီလား။သူ့ရဲ့နျူကလ িয়ার စွမ်းအင်တွေကရပ်တန့်သွားပြီလား။ဒါကအီရန်အတွက်ပြည်ထောင်တဲ့နေရာဖြစ်ခဲ့သလား။သို့မဟုတ်အီရန်ကသူ့ရဲ့ရှင်သန်မှုကအကြီးမားဆုံးထုတ်ပြန်မှုကိုမပြုလုပ်ခဲ့ရင်အန်တရယ်ရှိတယ်လို့ယူဆဖို့အကြောင်းပြချက်အသစ်ကိုရရှိသွားခဲ့ပြီလား။လက်ရှိမှာတော့အီရန်နဲ့အစ္စရေးတို့ကအပြန်အလှန်ပြစ်ခတ်နေကြပြီးတော့ဒါကအစ္စရေးသမိုင်းမှာကြီးမားဆုံးသောလေကြောင်းဆက်စင်ကြီးပဲဖြစ်ပါတယ်။ဒါကအီရန်ကိုနျူကလ িয়ার လက်နက်ထုတ်မသုံးစေဖို့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။စနေနေ့မနက်ကလည်းပဲ တယ်။ Tel Aviv နဲ့ Jerusalem မြို့မှာလေကြောင်းအချက်ပေးသံတွေဆွညံသွားခဲ့ပါတယ်။တချိန်တည်းမှာပဲအီရန်ပိုင်ဒုံးကြီးတွေကအစ္စရေးလေးပိုင်းတဲ့ကိုဝင်ရောက်လာခဲ့ပြီးတော့အစ္စရေးပြည်သူတွေကိုဘုံခိုခြင်းနဲ့ဝင်ရောက်စီခဲ့ပါတယ်။ဒီအချိန်မှာပဲအစ္စရေးလေကြောင်းကာကွယ်စနစ်တွေကလည်းစတင်အလုပ်လုပ်ခဲ့ပါတယ်။ဒါကတော့အစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့လူ88ယောက်နဲ့ထင်ရရှိသူအယောက်320အတွက် လက်တုံပြန်တာဖြစ်တယ်လို့အီရန်ရဲ့ကုလကွန်ဆယ်ကထုတ်ပြောခဲ့ပါတယ်။ အစ္စရေးတက္ကမှုကသိပ္ပံဉာဏ်ရှင်တွေနဲ့စစ်ဘုရုပ်တကူဦးတည်ခဲ့တာဆိုပေမဲ့ဒေသုံးအများစုကသာမန်ပြည်သူတွေဖြစ်ခဲ့ပါတယ်။အီရန်ကတာဝေးပြစ်ဒုံးကြီးတွေနဲ့ထယ်အဗစ်ကိုတိုက်ခတ်ခဲ့ပြီးတော့အနည်းဆုံးလူ၄၀တယောက်ကိုဒဏ်ရာရရှိခဲ့ပါတယ်။နေပေါင်းများစွာအစ္စရေးကဒီလိုလုပ်ဖို့ချင်းချောက်ခဲ့ပြီးမယ်လေ။အရှိလေပိုင်းဒေသပြည်ပကပြည်မှာကိုဆွေးနေအမေရိကန်ကအမြဲတမ်းတားဆီးခဲ့ပါတယ်။ဒီထက်ပိုပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတာကအစ္စရေးတက္ကမှုဘော်ရုရှားသမ္မတဘူတင်ရဲ့ဗိုလ်ချုပ်တယောက်ကတတိယကမ္ဘာစစ်စတင်နေပြီလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ စေဘမှုအပ်ဒီအလောက်ဒီနိုဆိုသူရုရှားစစ်တပ်ရဲ့ခေါင်းဆောင်မဲမှနာမည်ကြီးသူတွေပြည်နေသူကခရမလင်ကိုစစ်သားအယောက်တပ်တန်းလောက်ထိတပ်ဖြန့်ထားဖို့အတွက်တိုက်တွန်းခဲ့ပါတယ်။သူပြောခဲ့တာကအခုဆိုရင်အချီနီကနေသားတကူကိုရောက်ရှိလို့သွားခဲ့ပါတယ်။ဒါကြကျွန်တော်တို့လှုပ်ရှားဖို့လိုနေပြီလို့ Telegram မှာရေးသားခဲ့တာပါ။ကျွန်တော်တို့အနည်းဆုံးလူ9သိန်းကိုအချိန်မတိုင်မီပြင်ဆင်ထားဖို့လိုပါတယ်။ဒါပေမဲ့တကယ်တော့တပ်တန်းလောက်လူနေတာပါ။သူကတပ်ပြီးပြောတာကကျွန်တော်တို့သူတို့ကိုစူးစီးပြီးစစ်ပွဲကစနေပြီဆိုတဲ့အချက်အတွက်ပြင်ဆင်ဖို့လိုပါတယ်။ အဲ့ဒါကကျွန်တော်တို့သိပြီးသားဖြစ်နေတဲ့တတိယကဘာစစ်ပါပဲ။ဒါပေမဲ့အခုကတော့အချင်းတွေကပုံစံအစ်တမျိုးရောက်သွားခဲ့တာပါ။အခုနောက်ဆုံး36နာရီအတွင်းဖြစ်ပြခဲ့တာတွေကိုရိုးရိုးရှင်းရှင်းနဲ့နားလည်လွယ်အောင်ပြသပေးပါမယ်။ဒါပေမဲ့သတိထားရမှာကအခုလက်ရှိကျွန်တော်ရဲ့လေ့လာချိန်မှာ14ရက်6လ2025ဖြစ်ပြီးတော့မှဗီဒီယိုတင်ပြီးတဲ့အချိန်မှာအချက်လက်အသေးစိတ်ထည့်ရနိုင်ပါသေးတယ်။ဒါကြောင့်ဒီ36နာရီက14ရက်6လ2025ကနေစတာဖြစ်ပါတယ်။ဇွန်လ13ရက်မနေ့ဆောစောမှာ အစ်စရေးကအီရန်နျူကလ িয়ার စီစဉ်မှုစတင်တိုက်ခတ်ခဲ့ပါတယ်။ဒီတိုက်ခတ်မှုကိုတော့ F35 Idea American F35 Lightning II ရဲ့အစင်းမြင့်အပါအဝင်လေရင်တိုက်လေရင်အစီးပေါင်း200ကျော်နဲ့လှုပ်ဆောင်ခဲ့တာပါ။လေတဲ့တိုက်ခတ်မှုမှတိုင်ပြီးအစ်စရေးက Donald Trump အစိုးရကိုအမေရိကန်ကိုအရင်အတိပေးမှသာတိုက်ခတ်မယ်လို့အစီရင်ခံခဲ့ပါတယ်။အစပိုင်းတိုက်ခတ်မှုမှာအစ်စရေးလေရင်200နီးပါးကပြစ်မှတ်တရားကျော်ကိုပြစ်ခတ်ခဲ့ပါတယ်။အထူးကတိုက်ခတ်ခံရတဲ့နေရာတွေမှာတော့ နေတန်စ်မှာရှိတဲ့အီရန်ရဲ့အဓိကနျူကလ িয়ার အန်ရစ်မန့်ဆက်ရုံမိဘမဲတွေထွက်နေတာကိုတွေ့ရပါတယ်။ဖော်ရိုမှာရှိတဲ့နျူကလ িয়ার ချက်တွင်ရေးဆက်ရုံနဲ့အစ်ဖဟန်မှာရှိတဲ့နျူကလ িয়ার သုတေသနဆက်ရုံတွေပါဝင်ပါတယ်။အစ္စရေးအတက်ကမှုကြောင့်အီရန်ရေဗော်လူရှင်းကတ်တမူဟူစိန်ဆလာမီဗိုလ်ချုပ်ကြီးမိုဟာမက်ဟူစိန်ဘော်ခါရီနဲ့အရေးပေါ်တပ်ဖွဲ့တမူဂိုလမ်ရာရှစ်အပါအဝင် အခြားစစ်ကောင်ဆောင်တွေနဲ့ နျူကလ িয়ার သိပ္ပံပညာရှင်အဆင့်မြင့်အနည်းဆုံး6ဦးသေဆုံးခဲ့လို့ကြားသိရပါတယ်။ဇွန်လ13ရက်နေ့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကအီရန်ကအစ္စရေးနယ်မြေစီအနည်းဆုံး UAVs တရာဇေလွပြစ်လုခဲ့ပြီးတော့မှအောင်မြင်စွာနဲ့နေနေခဲ့ကြောင်ပြောကြားခဲ့ပါတယ်။အစ္စရေးကရေးပေါ်ချင်းညင်ညာခဲ့ပြီးတော့ကျောင်းနဲ့ရုံးတွေပိတ်ဖို့အမိန့်ထုတ်ထားပါတယ်။လူစုလူဝေးနဲ့ထားမြင်ထားပါတယ်။ဇွန်လ13ရက်နေ့လေဒီရန်နိုင်ငံပိုင်မီဒီယာတွေမှာ တပရစ်နဲ့ရှီရက်စ်မြို့တွေမှာအစ္စရေးတပ်ခတ်မှုတွေရှိကြောင်းသတင်းတွေထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကလူဝဲသမျှကာလပတ်လုံးစစ်စင်ဆက်လုပ်မယ်လို့ဆိုထားပါတယ်။ဆော်လာ73ရက်ညနေအကြီးစားပြန်လည်တုံ့ပြန်မှုအဖြစ်အီရန်ကအစ္စရေးကိုလေတပ်ပြန်လည်တိုက်ခတ်ခဲ့ပြီးတော့ဂျေရုဆလမ်နဲ့တယ်အဗစ်မှာပေါက်ကွဲသံတွေကျရပါတယ်။ပထမဆုံးတိုက်ခတ်မှုကဒုံးကြီး150ကျော်အသုံးပြုခဲ့တယ်လို့ပြောကြပါတယ်။တယ်အဗစ် area မှာမြေသမီးတို့ပါဝင်34ဦးထဏ်ရရကြောင်းသတင်းရထားပါတယ်။ဆော်လာ74ရက်မနေ့စောစော စနေနေ့မနက်စောစောမှာအီရန်ကဒုံးကျည်အသည့်တွေထပ်မံပြစ်လွတ်ခဲ့ပြီးတော့မှဂျေရုဆလင်ဝင်းမှာအချက်ပြီးခလုံးနဲ့ပောက်ခွဲတန်းနေကြရပါတယ်။ Tel Aviv area ကအီရန်ဒုံးကျည်အနည်းဆုံးနှစ်ခုမြေပြင်ပေါ်ကိုကျောက်ခဲ့ပြီးတော့စေယုန်တေယုန်မှာခုနှစ်ဦးကိုကုသခံရကြောင်းသတင်းရထားပါတယ်။တချိန်ထဲမှာပဲထာရမာရှိတဲ့မာရာဘတ်ပြည်ပစံလေးစီမှာမိလာမှုဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်ဤရေစစ်တပ်ကစစ်စင်ကိုနှစ်ပတ်ကြာတဲ့အထိအစင်းသေးရှိကြောင်းပြောပြထားပါတယ်။ နေတရာဟုတ်ကဒီတက်ကမ်းမှုကိုနိုဝင်ဘာကလေးကစီစဉ်ခဲ့ပြီးတော့မူလအစအပိဇာဘုကအီဗီလာဖြစ်ပြီးမဲ့ရွှေဆိုင်ခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံတကာတိုင်းဝဲကတင်းမာမှုရှော့ချဖို့တောင်းဆိုနေစဉ်မှာအီရန်နဲ့အစ္စရေးနိုင်ငံစလုံးအမြင့်ဆုံးသတိထားနေရဆဲပါ။အီရန်ရဲ့နျူကလ িয়ার ဆက်ရုံနေပျက်စီးမှု Associated Press ကစနေနေ့မှာအီရန်ရဲ့ထုံးကြီးလက်နက်တူလောင်ရုံနေပျက်စီးမှုကိုဂျရူဒါဘုံကနေကြည့်ပြီးတော့မှအတိအပြုကြောင်းဖော်ပြခဲ့ပါတယ်။အီရန်ကပျက်စီးမှုကိုဝန်မခံခဲ့ပေမဲ့အဲ့ဒီဒေသကိုအစ္စရေးတက်ကမ်းမှုအကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ယူရချက်အစ္စရေးရဲ့ UN ကိုယ်စားလှယ်ဂျန်နီတောင်နန်ကရပိုင်းလောက်တွင်အီရန်ကဘုံများစွာထုတ်လုပ်ဖို့လုံလောက်တဲ့နျူကလ িয়ার ပစ္စည်းတွေကိုထုတ်လုပ်နိုင်မယ်လို့ထောင်လိုင်းရဲ့အချက်လက်တွေအရာအတည်ပြုကြောင်းပြောကြားခဲ့ပါတယ်။သူကအစ္စရေးရဲ့စစ်စင်ရေးကိုနိုင်ငံတော်ကာကွယ်ရေးလုပ်ရလို့ခေါ်ဆိုခဲ့ပါတယ်။အီရန်ရဲ့ UN ကိုယ်စားလှယ်ကအမေရိကန်ကိုတိုက်ခိုက်မှုမှာပါဝင်ပတ်သက်မှုရှိရလို့ဆက်ဆွဲပြီးအကျိုးဆက်တွေအတွက်အပြေးအဝါတာဝန်ရှိရလို့ဆိုခဲ့ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။နောက်ဆက်ဗီဒီယိုတွေချစ်စမြိုက်တင်ပါရခင်ဗျာ။